ဝိညာဉ်တွေကပ်နေတဲ့ဘူမယုတ်ဟုတ်ကဲ့စိတ်ဝင်စားပွဲယူနန်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲ့ဇလန်းလေးပါတကယ်ဖြစ်ပျက်ခဲ့တာမျိုးအဆုံးထိကြည့်ပေးပါဒါနဲ့ဒီ channel လေးကစေးမီတို့လေးတွေနဲ့စိတ်ဝင်စားပွဲဇလန်းလေးတွေတင်ပေးနေလို့ like follow subscribe လေးပေးခဲ့เนาะဒီအကြောင်းအရာကိုမြမလိုပြန်ပြောပြရမယ်ဆိုရင်မျိုးသမီးတူဦးက သူမမှာဝိညာဉ်တွေကပ်နေတဲ့အယုတ်တယုတ်ရှိတယ်လို့လူများသိအောင်တင်လိုက်တယ်။အဲ့ဒီအယုတ်ဟာသူ့ဘာသာသူလှုပ်ရှားနေတတ်တယ်လို့လည်းသူမကပြောပါရဲဒါနဲ့ပဲလူအများနဲ့ကြီးစုကျင်သူတွေကခဏခဏတောင်းဆိုကြတဲ့အတွက်သူမဟာအယုတ်ကိုကင်မရာနဲ့ထောင်ပြီးတိုက်ရိုက်လွှင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ေးချာကြည့်ပါရုတ်တရက်အရန်ကျဲတဲ့လှုပ်ခတ်မှုဖြစ်သွားပါတယ် လှုပ်တာမဟုတ်ပါဘူး။ဒါပေမဲ့အယုတ်ရဲ့ပဝင်းကျင်ကတူလောင်ခန်းထဲမှာရှိတဲ့ပစ္စည်းတွေဟာအခန်းတစ်ခုလုံးပြန့်လွင်သွားပြီးအယုတ်ပေါ်ကိုတောင်ကြားရောက်သွားပါတယ်။ဘသူမှလည်းရှိမနေပါဘူး။ကြည့်ရှုသူအချို့ကဒီလိုထင်မြင်ချက်ပေးကြပါတယ်။အယုတ်ကိုအမိုက်တရိုက်တွေဖုံးလွှမ်းထားတဲ့အတွက်အဲ့ဒီမျိုးသမီးရဲ့အယုတ်မှာဝိညာဉ်တွေကပ်နေတာမဟုတ်ပါဘူး။သူမရဲ့အိမ်ထဲမှာရှိနေတာကြောင့်ဖြစ်နိုင်တယ်လို့ဆိုကြတယ်။ ဒါပေမဲ့တခြားသူတွေကလည်းဒီတဘာဝလွန်အဖြစ်ပြက်ရဲ့ဗဟုချက်ဟာအယုတ်ထဲမှာပဲရှိနေတယ်လို့ညင်းဆိုကြပါတယ်။အချို့ဆိုရင်ဗီဒီယိုထဲမှာအယုတ်လောက်တာကိုမပြက်မကွက်မြင်တွေ့ခဲ့ရတယ်လို့တောင်ဆိုကြပါတယ်။ဒါပေမဲ့ခုထိ အရင်းမြစ်မရှိသေးတဲ့အတွက်အဖြေကိုဘယ်သူမှအမှန်အတိုင်းမသိနိုင်သေးပါဘူး။ဒါဆိုခင်ဗျားတို့ဘယ်လိုထင်လဲ?ကောမန့်မှာမှတ်ချက်ပေးပါဦး။